ရန်ပြည်တိုးတက်ရေးပါတီ SSPP SSA ထင်းချုပ်နေပြီ။အိနီဂျန်နိုင်ငံအပေါ်ဝင်နိုင်ငံတကာလူမှုအတိုင်းဝိုင်းအကျိုးစီးပွားကိုထိခိုက်စေတဲ့ online ငွေကြေးလင်းလင်းမှုတွေကြားဖြတ်လုပ်ငန်းတွေမရှိသေးဖို့အထူးကြမှတ်ဆောင်ရွက်သွားမယ်လို့ SSPP SSA ကဒီနေ့နိုဝင်ဘာ14ရက်နေ့မှာထုတ်ပြန်ပါတယ်။ SSPP ဌာနချုပ်ဝန်ဟိုင်းမှာနိုဝင်ဘာဒုတိယပတ်အတွင်းကျင်းပခဲ့တဲ့ရေစမအကြိမ်မြောက်ပါတီကွန်ဂရက်အပီကျင်းပချက်မှာအခုလိုထုတ်ပြန်ခဲ့တာပါ။ SSPP ဟာထိန်းချုပ်နေမြေအတွင်းကကြားဖြတ်ငွေလေကိုင်းအချို့ကိုဝင်ရောက်စီးနှင်ပြီးတရုတ်နိုင်ငံသားတချို့နဲ့ပစ္စည်းတွေသိမ်းဆီးတာတွေလုပ်ခဲ့တယ်လို့ထုတ်ပြန်မှုရှိခဲ့ပါတယ်။အခုနှစ်ဆောင်ပိုင်းကမန်ရှူးမြို့နယ်ကြားဖြတ်ငွေလေကိုင်းကိုဖမ်းဆီးခဲ့ပြီးတရုတ်နိုင်ငံသားတွေကိုတရုတ်အစိုးရစီလွှဲပြောင်းပေးမယ်လို့အတည်ပြုထားတာပါ။2023နှစ်ကုန်ပိုင်းကလည်းနမ်ခမ်းမြို့နယ်ကဖမ်းမိတဲ့တရုတ်နိုင်ငံသား88ယောက်ကိုတရုတ်အစိုးရစီ SSPP ကလွှဲပြောင်းပေးရခဲ့ပါသေးတယ်။ SSPP ရဲ့အခုထုတ်ပြန်ချက်မှာ ။ငွေရစီဝါကင်းစင်ပပျောက်ရေးကိုလည်းအထူးကြမှတ်မယ်လို့ဖော်ပြထားပြီးပါတီကွန်ဂရက်ကချမှတ်တဲ့အဆုံးဖြတ်ချက်တွေကိုပါတီဝင်တွေတသွေးမသိမ်းလိုက်နာဆောင်ရွက်သွားဖို့ဖော်ပြထားပါရှင်။